ရွာဤအခြားတစ်ဖက်ရှိချောင်းမှရေနောက်ကြည့်ရသည့်အကြောင်းမြန်တန်းဆရာသားဖြစ်ဖြစ်နည်းနည်းတော့ခြံရမှာပဲပြဿနာစတာကတော့ဒီလိုမြားမောင်ကအောင်ဖြိုးကိုဆရာတင်လိုက်တဲ့ကိစ္စပဲအမှန်မှာတော့ကျုပ်ဆရာမောင်ဆိုးပါလို့ပြောရမယ့်ကိစ္စဘလို့ကဘလို့ဖြစ်တယ်မသိဘူးဖြစ်တာကတော့ဒီလိုတနေ့သာတင်တိုက်ကြီးထဲမှာမြစ်ဟိုဘကန်းကအစ်မဲမောင်ခင်ကသူ့အဖေကြီးအတွက်စွန့်ကြွေးတယ်သူကတတ်နိုင်တော့ เจ้ามาวากัดแต่โกดอฤတွေမကောက်ဟိုဘက်ဒီဘက်တရားတိုက်တွေကโกดอฤပါပင့်နေရွာတွေလည်းမိโกတိတ်ပဲဒီတော့เจ้าတိုက်ကြီးထဲမှာလူဆုံနေကာလာသားတွေကတော့နောက်တနေ့အထိနေကြရတာပေါ့တိမ့်နဲ့စီတဲ့အလောက်ကဒင်းတို့မနိုင်တာညနေဘက်တော့ကာလာသားတတိုက်နဲ့တိုက်အုပ်လဲညောင်းကလပင်အောက်ကကိုပြစ်ကြီးပေါ်မှာထိုင်ရင်ရောက်တက်ရရပြောနေကြတယ်တချို့ကလည်းမြေပေါ်မှာတုံးလုံးပက်လက်ပဲအဲ့ဒီတော့မှာပဲ ဘသူကဘာပြောလိုက်လို့ရတော့မသိဘူးမြမောင်ကကျုပ်စရာကကိုအောင်ဖြိုးပါလို့ပြောလိုက်တယ်ဒီတော့တိုက်အုပ်တောင်အာအတင့်သွားပုံရတယ်ဘာမှတော့မမိတ်ဘူးညောင်ကလပင်ကိုရန်ထားတဲ့အုတ်ရိုးကိုမှုပြီးထိုင်နေတဲ့မောင်မူကသာမောင်စိုးကိုလှမ်းကြည့်လိုက်ရင်ဟာကောင်မင်းကဘာဖြစ်သွားတာတုံးလို့လှမ်းမိလိုက်တယ်မောင်စိုးကတော့ဘာမှပြတ်မပြောပဲခေါင်းကပြရင်ကွန်သွေးကိုပြက်ကနေထွေးလိုက်ရင် စလိတ်တို့ကိုပါဇက်တဲထက်ပြီးမိကြီးလိုက်တယ်။သူထုံးစံအတိုင်းခက်ပြုံးပြုံးပဲ။နေုံဒင်းတို့အကြောင်းကနည်းနည်းတော့ရှင်းပြထားအောင်မှ။မောင်စိုးကဒီရတားမဟုတ်ဘူး။အောက်ဘက်ကလူပြောကြတာပဲ။ဘယ်ဟာမှန်းတော့တည်တည်ချာချာမသိဘူး။တကြီးကတော့တူမနဲ့ညားတာ။အရင်ကမြစ်အိုဘက်ကမှကြောင်းစရာလုပ်နေတာ။မူးမူနေတာနဲ့ကိုအလုတ်ကပြုတ်ကြရော။ခုတော့တိုက်အုပ်သုံးမကောင်းလို့ကလူမစုပ်တော့ဘူး။မတောက်တော့ပါဘူး။ကွန်စာသေးတော့ကတော့ရှိသေးတယ်။ ပသက်တစ်ခုလုံးဆိုအမြဲရဲနေတာပဲပင်ပင်ပန်းပန်းဆိုလိုကတော့လေးတောင်ပြင်းပြင်းမလဲဘူးဆိုတဲ့အကောင်သူကစလေးပေလေးအဖက်ပြုတ်များတော့အတွေးခေါ်ကကောင်းမွန်ရတယ်တကြီးတို့မောင်မူတို့မောင်တတို့ကတော့သူ့ကိုတိုင်ပင်တတ်ကြတယ်အလုတ်ပြုတ်ပြီးမိမအမျိုးတွေနဲ့လာနေပေတဲ့သူ့ကိုတိတ်မညွန်ညင်တာပဲကြည့်တော့လေးကကောင်းတော့အောင်ဖြိုးကတော့ရွာတစ်ဘက်ကပိုက်ဆံလေးပါလေးရှိတယ်မိမဘက်ကရောသူ့ဘက်ကပါပိုက်ဆံရှိတယ်ပြောရမယ် တို့ဘေတို့ဦးကြီးတို့ကပွဲရုံနေရှိတာကိုရတော့ပွဲသားကြီးဦးကြီးသမီးနဲ့ရတယ်ဦးကြီးကကလေးငကြကလားငကြီးလို့ကလေးတွေကခေါ်တယ်ဦးကြီးပဲဦးထွန်းမောင်ကြီးရောက်ဖတ်ကကသာတင်ကြီးကတော့အာမရာဆိုလားခေါ်လို့တချို့ကအာမရာဦးကြီးလို့ခေါ်ကြတယ်ဟိုတုန်းကအင်္ဂလိပ်တွေရှိတုန်းကတနက်တွေပါတယ်ပြင်ပေးရတယ်ဆိုသလားပဲအင်္ဂလိပ်တပ်တွေစုတ်တော့သူ့လက်ထက်တနက်တွေအတော်ကြံခဲ့တော့နောက်ပိုင်းမှာကွန်မြူနတီကိုရောင်းစားလို့ ချမ်းသာလာတာလို့ပြောကြတာပဲခုတော့သူ့အိမ်အောက်ထပ်စီမှာနှလုံးပြူကြီးတက်လက်တော့ချိတ်ထားတာပဲဦးကြည်ကကလားပဲမမဲဘူးမန္တလေးတို့ဘတ်တို့ပတ်စီမှာမြင်းလဲမောင်းနဲ့ခက်ဖြူဖြူကလားမျိုးအဲ့ဒီဦးကြည်ကြီးတမီကလေးကို အောင်ပြိုးကသွားပြီးပြည်တီတီလောက်တာကြောရယုံကြံနာကိုဦးကြည်ကြီးကတိသွားတော့မင်းငါတမီကိုတကယ်ကြိုက်ရင်ဖြစ်လာတောင်းဦးကြောင်ကြောင်လှုပ်လှုပ်ရတော့မဲဆိုးအိုတဲ့ငါနှလုံးပြူပြောင်းတဲ့ပြီးဇယိတ်ကြီးနဲ့ကိုပြစ်မှာ ဘောသေးတွေမင်းပသက်တဲကထွက်လာရသေးမယ်လို့ပြောတဲ့။သူ့အိမ်နိုင်ရမှာချိတ်ထားတဲ့နှလုံးပြူးကြီးကိုလည်းပြတဲ့။လူရင်းပြောရရင်တော့အောင်ဖြိုးလဲကြောက်လန့်ပြီးဦးကြည်သမီးများများနဲ့ညားသွားတော့တာပဲ။ဟိုတော့ကတော့ကြောက်ယူလို့ခေါ်တတ်ကြတယ်။ခုတော့တချို့ကသူ့ကိုကလားသမတ်လို့ခေါ်တယ်။ဒင်းကလူတော့လူကောင်းမှာအလုပ်တွေပါတွေတော့လည်းပြင်းနေပြူတယ်မရှိဘူး။ဒါကြောင့်ရောက်ခမများကလည်းမညှို့ညင်မှုဒါပေမဲ့အောင်ဖြိုးမှာပြဿနာတစ်ခုရှိတယ်။ အဲ့ဒါကဆရာအခေါ်ခန့်ညင်တာပဲနည်းနည်းမဟုတ်ဘူးအတော့ကိုဆရာအခေါ်ခန့်ညင်တဲ့ကောင်ခဏတန်းအစိုးရစစ်ကလေးကအောင်ထားဘူးတော့ဆရာအခေါ်ခန့်ညင်တာများရွာစီရွာစီကိုဖြစ်နေတယ်ခန့်နေတာကသူ့ကိုဘယ်သူမှလည်းဆရာမခေါ်ဘူးအလို့တန်းများရှိလို့ကသူကလူကြီးဝိုင်းနဲ့သွားထိုင်တာမောင်မူတို့မောင်တာတို့နဲ့များကြုံရင်ဟဲ့ကောင်မင်းထိုင်မှုခွေးကြက်ရှိတာပဲချစ်တုပ်ဖုံစီသွားကြဒီနဘာလုံနေတာလုံလို့တောင်ပြောထက်တတ်တယ် မောင်စိုးလူတွေကဆရာစိုးဆရာကြီးစိုးကြာစိုးကြီးဆိုပြီးအမျိုးမျိုးခေါ်ကြတာကိုသင်ကတိတ်တဘောကြတာအဲ့ဒါလို့ခေါ်ခန့်ညင်တာဒီတော့ရောတော့ပေါ်တော့နဲ့သူ့ကိုလက်ဆရာခေါ်လိမလားလို့တွေးပြီးမောင်စိုးနဲ့အတင်းပေါင်းတော့တာပဲတခါတလေအရက်ထဲမှာမောင်စိုးနဲ့အတူတူလမ်းလျှောက်သွားတော့များတရင်ကဆရာတို့ဘယ်တော့လို့များမေးတမ်းကြလိုက်ရရင်အောင်ဖြိုးမှာပီတီတွေဝေယုံမှုရှာနောင်သွားသေးတယ်မြမစကားမှာ တို့တလုံးကိုအစ်စ်ထက်ပြီးလိုသလိုသုံးလို့ရမှန်သင်ကသိပုံမပေါ်ဘူးမောင်စိုးစီမှာအသာတပက်ခံရင်ဆရာအခေါ်ခံရအောင်လုပ်တာကိုမောင်စိုးကလည်းသူ့ကိုတင်ပေးချတယ်တော်ယုံကိစ္စသူအောင်ပြုအဲ့ဒါဒီလိုမဟုတ်လားအောင်ပြုမင်းဘလို့ထင်တဲ့တော့ဆိုပြီးလူကြားထဲမှာမေးတာသူကိုယ်တိုင်ကလည်းအောင်ပြုပြောတာဟုတ်သားဗျာဆိုတာမျိုးတွေပြောတယ်ဒီလိုနဲ့အောင်ပြုကမသိမတာဆရာလေးကိုအောင်ပြုဖြစ်နေတယ်မြမောင်ကတော့အောင်ပြိုးရောက်ကမှဦးကြည်ရဲ့အလုပ်တွေကြီးကြပ်ရတဲ့ ကလားမောင်မောင်စင်ရဲ့လက်ထောက်ပြောမဲ့တာပြောရတယ်ကလားမောင်မောင်စင်ဆိုတာကကလားမဟုတ်ဘူးအညာသားစစ်စစ်နှွေးကအလုတ်ပါလို့အောက်ပြီးအောက်ရွာဆင်းပြီးမကြီးဖြော်ရည်ရောင်းတဲ့ရုပ်ရည်မျိုးဘလို့ဖြစ်ပြီးသူ့ကိုကလားမောင်မောင်စင်ရဲ့လို့ခေါ်တယ်မသိဘူးလူချင်းကွဲအောင်ခေါ်တာမျိုးလည်းမဖြစ်နိုင်ဘူးဒီရက်မှာမြမမောင်မောင်စင်လည်းမရှိဘူးတရုတ်မောင်မောင်စင်လည်းမရှိဘူးမောင်မောင်စင်ဆိုလို့ဒင်းတယောက်တည်းရှိနေပါရက်ကနေဘာလို့ကလားမောင်မောင်စင်လို့ခေါ်ကြမှန်းဘယ်သူမှမသိကြဘူးမြမောင်က ဲ့ဒီမောင်မောင်စိတ်လက်ထောက်အောင်ဖြိုးတဲ့နှစ်နှစ်သုံးနှစ်လောက်ငယ်မယ်အောင်ဖြိုးနှစ်မှစံဝင်းနှစ်မှရွယ်တူလောက်ရှိမှသူကလည်းခုနှစ်တန်းလောက်နေဘူးပေတယ်မအောင်ဒီတော့အောင်ဖြိုးကိုမလှမ်းနိုင်တွေ့ဆိုကလေးကမင်းကခုနှစ်တန်းပဲနှစ်ဖြေတာတုံးလို့မေးတာဝါတင်တက်မေးတာမြမောင်ကနှစ်နှစ်လောက်နောက်ကျတယ်ဆိုတာနဲ့အောင်ဖြိုးလက်အောက်အလိုလိုရောက်သွားတော့တာပဲမြမောင်ကတော့ပါတဲ့ခေါ်ရမယ်လူအောက်ကျုပ်လို့မသေးပါဘူးဆိုတဲ့အကောင်မျိုးဘသူကိုဖြစ်ဖြစ်ဆရာခေါ်ဖို့ဝင်မလေးတဲ့အကောင်ဒီတော့အောင်ဖြိုးအတွက်အတော်ဟန်ကြတယ် မြမောင်ရောက်လာကြတဲ့ကအောင်ပြိုးအတွက်တပည့်တယောက်ရတော့တာပဲဒီတော့လေနွားများရေကူးတယ်လို့တမော့မော့နဲ့ရေအရင်ကတော့အောင်ပြိုးကိုယ်တိုင်ကမောင်စိုးနောက်လိုက်ပဲဖြစ်နေသေးတော့မြမောင်ကလိုလိုနေရင်မောင်စိုးတပည့်ဖြစ်နေတာပေါ့အဲခုနေ့ကတော့ဘလို့ကဘလို့ဖြစ်လို့လူသူလေးပါးကြားမှာကျွန်တော်ဆရာကိုအောင်ပြိုးပါလို့ရှင်းညာလိုက်ရတယ်မသိဘူးဘလို့ပဲဖြစ်ဖြစ်အဲ့ဒီနေ့ကစလို့မောင်စိုးနဲ့အောင်ပြိုးကြားမှာနည်းနည်းတော့တန်းသွားကြတယ် ပြောမဲ့တာပြောတယ်မြမောင်ကတော့မောင်စိုးစီလည်းအသွားလာမပြတ်ဘူးဒါပေမဲ့အောင်ဖြိုးကိုပြောင်းကျင်ညာပြီးဆရာတင်ထားတော့အောင်ဖြိုးတို့အိမ်မှာဝင်ထွက်ပုံများနေတာပေါ့ဒီတော့လေအောင်ဖြိုးကတခုပုံမိတယ်မတော်သူနှမဇန်ဝင်းနဲ့တိတ်နီးဆက်သွားမှကိုစိုးတယ်သူနှမကိုတော့သူကအတော်ချက်တာညိုကစိန်ရွှေဗရိတ်ခရတိုက်တိုင်ပိုင်နဲ့ဦးစိန်ဟန်တို့ဦးရွှေဟန်တို့သားတွေလောင်းနေမှာဖြစ်စေကြတာဒါကြောင့်လာမယ့်နှစ်မှာသူနှမမျိုးเจ้าမှာတက်မယ်ဆိုရင် ဦးရွှေဟန်ကြီးတို့အိမ်ကနေတက်ခိုင်းဖို့သူ့အဖေကိုအတင်းစီစဉ်ခိုင်းနေတာမြားမောင်ကတော့အောင်ဖြိုးနှမကိုမျက်မွေးထော်လို့မှမောမကြည့်ဘူးဆိုတာမျိုးနေနေတယ်စံဝင်ခိုင်းရင်သာမြားမောင်ကဖင်ပေါပေါနဲ့လောက်ကင်ပေးတယ်သူတို့ချင်းအလုံးအစဉ်ပြေးနေကြပြန်တော့လေအရက်ထဲမှာတချို့ကတော်တွေးတောင်းတွေးတွေးလာကြတယ်သူတပြင်းကတော့လူကြီးပိုင်းပဲဒီတက်စာတင်တိုက်ကြီးကတိုက်အုပ်တို့မောင်တာတို့မမှုတို့တောင်ပါသေးတယ်ဘုန်းကြီးလေးကမင်းကောင်တွေဘလို့ဖြစ်တာတုံးလို့မေးတော့မောင်တာကြီးက မျက်စိပေါက်ပြောက်လောက်အောင်ပြုံးပြီးခေါင်းခါရင်အကြောင်းတော်ရှိမယ်ဖះလို့ပြည်တဲ့။မောင်မူကလည်းအနံ့တော်ရနေတာဘာနံမမသိတာစိုးနေတယ်လို့ဝင်ပြောတဲ့။မြမောင်ကလည်းအောင်ဖြိုးတို့အိမ်အဝင်းထွက်များလာတာနဲ့အမြအောင်ဖြိုးအဖေကြီးကပါသဘောတွေ့လာပုံရတယ်။မြမောင်ကမြို့မကြမကြသွားပြီးဦးကြည်ရဲ့ဘွဲယုံကိစ္စတွေလောက်ရတတ်တော့နောက်ပိုင်းမှာအောင်ဖြိုးအဖေကြီးကပါသူ့လုပ်တွေခိုင်းလာတယ်။မြမောင်ကတော့အောင်ဖြိုးရဲ့ခမီးခမတ်တွေအကြမ်းမှာ အတော်ကလေးမျက်နှာပွင့်လာတယ်ပြောရမယ်။စံဝင်းတို့တာမီတောင်မြမောင်မြို့သွားတာကြုံတာနဲ့ပွဲသားကြီးဦးရွှေဟန်အိမ်တွေပါတွေကိုလိုက်သွားကြတယ်။ဒီတော့လေမြမောင်တယောက်အောက်ဖြိုးကိုဆရာတင်လိုက်တာ။တော်ဟန်သွားတဲ့လူတောင်ရက်ထဲမှာတင်းနေပါတယ်ဖွက်လာပြန်သေးတယ်။မောင်ဆိုးကတော့ဆရာကြီးဆိုးပဲ။ဘာမှပြောင်းလဲမရှိဘူး။ဘသူကမှဆရာမတင်လဲ။နံပါတ်တစ်လုံးကရပြီးသားဆိုတော့ဆရာကြီးဆိုးအဖြစ်ကနေပြုတ်မကြတော့ဘူး။တင်းမကျွတ်ခင်ကတောင်ចောင်းတိုက်တဲမှာယောက်ျားသားတွေစုံကြတော့ ကျောင်းဝင်းအပြင်ဘက်ကဖြတ်လျှောက်သွားတဲ့အောင်ဖြိုးနဲ့မြားမောင်ကိုလှမ်းတွေ့တော့မောင်မူကမောင်စိုးဟိုကောင်တင်နဲ့မင်းနဲ့ကဘလို့တုံးလို့မေးတယ်ဒီတော့မောင်စိုးကခွေးကျိုးနဲ့ဖနှက်ပြတ်တိုးတဲ့ကိစ္စဗျာထားလိုက်စမ်းပါ။နောင်ကြီးမှုရလို့ပြုံးပြီးဖြေတယ်။ပြီးတော့ကွန်သွေးကိုပြစ်ကနဲ့ထွေးလိုက်ရင်သူ့ထုံးစံအတိုင်းစိတ်လေးတူမင်းကြီးလိုက်တယ်။သူ့မျက်နှာကိုလှန့်ကြည့်လိုက်တဲ့မောင်တကြီးကဒါဖြစ်မင်းကဘာလို့ပြုံးနေတာတုံးလို့မေးတော့မောင်စိုးကမဖြေဘူးဆိုပဲဆက်ပြီးပြုံးရင်းစိတ်လေးဖွာနေတဲ့ ထုံးစံတိုင်းဒီဘက်မှာက ပုံကြီးတွေပဝါယနာပွဲပြီးချိန်လောက်မှာအလုပ်ပါကြတယ်စာတန်တိုက်ကကိုတော့တချို့တောင်ရက်ပြန်ညားတယ်ညမောင်တယောက်ကတော့အလုပ်များတယ်ဒီချိန်မှာငွေသိန်းငွေတုတ်ကလေးတွေတော်လောက်ကြရတာကိုမျိုးကိုသွားကြည့်ပြန်ကြည့်နေကိုနင်းနေရတော့တာပဲတချီတော့မျိုးကဥွှေရန်ကြီးတမီးတွေကစံဝင်းကိုသူတို့ကြောင်းပိတ်တုံအိမ်မှာလာနေပါလားဒီချိန်ဆိုမျိုးမှာမိုးပါသွားတော့ပွဲတွေလမ်းနေလဲစပြီးဆိုပြီးမြမောင်နဲ့စကားကြုံပါလိုက်တဲ့ ဒီတော့ဇံဝဲကလည်းသွားကျင်တယ်သူ့ဖေရောအကိုရောကလည်းသွားသိကျင်တယ်နောက်နှစ်အဲ့ဒီကနေကြောင်းတက်မှဆိုတော့မျိုးမနေတာကျင်သားကလေးရထအောင်ပေါ့ခတ်တာကအောင်ဖြိုးမိမကဒုတိယကလေးမွေးထားတော့အောင်ဖြိုးကလိုက်ပို့ဖို့မအောင်သူ့မိကလည်းအဲ့ဒီမိရင်းကိစ္စတွေရှိနေတော့လိုက်မပို့နိုင်ဘူးခတ်နေတာကမြို့ကိုတက်နေကြမြားမောင်ကလည်းဒီတစ်ပတ်တော့မသွားသေးဘူးတဲ့ကျွန်တော်နဲ့လူကြုံထက်လိုက်ချင်ရင်တော့တပတ်လောက်စောင့်အောင်လို့ပြောတော့စံဝင်လဲစောင့်နေရတော့တဲ့နောက်ဆုံးတော့မြို့ကိုသွားတဲ့မြားမောင်နဲ့ စံဝင်းကိုလူကြုံထက်လိုက်ရတယ်။စံဝင်းတငယ်ချင်းတယောက်ကအဖော်လိုက်သွားတယ်။အဲ့ဒီနေက မောင်စိုးတောင်မြို့သွားမှာမို့တင်မောစိတ်မှာမြားမောင်တို့ကိုလိုက်ပို့တဲ့အောင်ဖြိုးတို့နဲ့တောင်တွေ့သေးတယ်။သူကတော့မြို့မှာနေရထိုင်ခင်းကလေးတစ်ခုသွားချပေးတယ်ရှိလို့သွားမလို့တညာကြီးနှစ်ညာကြီးလောက်ပါလို့ပြောတာပဲ။ဟုတ်တော့လေဟုတ်တယ်။နောက်နေရလောက်ကြတော့မောင်စိုးပြန်ရောက်လာတယ်။သူတုံးစံအတိုင်းခက်ပြုံးပြုံးပဲ။ကွန်းသွေးကိုပြက်ကနေပြက်ကနေထွေးနေတာကအစာပြောင်းလဲမသွားဘူး။မောင်စိုးပြန်လာတော့စံဝင်းတငယ်ချင်းကောင်းမလေးလည်းပြန်လာတယ် ရမောင်ကတော့မြို့မှာအလုပ်တွေမပြီးသေးလို့ထင်တယ်။ပြန်ရောက်ဖို့မရသေးဘူး။အရက်ထဲမှာမတွေ့ရဘူး။နှစ်ပတ်လောက်ကြာတော့အရက်ထဲမှာတရင်တန်တန်ထွက်လာတယ်။မြမောင်ရဲ့စံဝင်းကိုခိုးပြတယ်ဆိုပဲ။ဒီတော့မှစံဝင်းတငယ်ချင်းတွေစီကတရင်တွေထွက်လာပြန်တယ်။မြမောင်နဲ့စံဝင်းကြိုက်နေကြတာကြာပြီဆိုပဲ။နောက်ဆုံးစံဝင်းနဲ့အဖော်လိုက်သွားတဲ့ကောင်းမလေးပြောပုံကတော့မောင်စိုးကိုတိုင်မြို့ကိုလိုက်ပြီးစီစဉ်ပေးတာဆိုပဲ။အောင်ဖြိုးတို့အိမ်ဘက်စီကတော့ဘာတမ်းမှမကြရအောင် ောင်ဖြိုးလေရက်ထဲမှာတိတ်မတွေ့ရအောင်မောင်မူနဲ့မောင်တာကတညက်နေတော့လောကမှန်အောင်ဘုရားကြီးထုံးတင်ငန်းကပ်ဖို့ကိစ္စတိုက်ဟုတ်ဘုံကြီးလေးကအခေါ်ရှိတာနဲ့စာတင်တိုက်ကြီးစီသွားတော့ကျောင်းဝင်းထဲမှာကိုရင်ကြီးစမောင်နဲ့စကားပြောနေတဲ့မောင်စိုးကိုလှန့်တွေ့တဲ့ဒီတော့လေအကျိုးကြောင့်ကလေးများမေးမယ်လို့အနာသီသွားတော့မောင်စိုးကကိုရင်ကြီးစမောင်ကိုလက်ဝဲပညာအကြောင်းပြောနေတာကြားရတယ်။မောင်စိုးကသူတို့ကိုကြောပေးထားတာသူတို့နှစ်ယောက်နောက်နားသီးကရက်နာထောင်နေတာကိုမသိဘူး။သူတို့ကလည်းအသာရက်နာထောင်နေလိုက်တယ် အဲ့ရုံကမောင်စိုးကလက်ဝိတ်ထိုးတဲ့အကြောင်းပြောနေတာမောင်စိုးပြောနေတာကပူးထိုးတာနဲ့ခွာထိုးတာမတူဘူးကိုရင်ကြီးရဲ့မပိုင်သေးရင်ခွာထိုးရတယ်အตาထောက်ထားရတယ်ပိုင်ကမှအตาပူးပြီးတစ်ချက်နှစ်ချက်တွေ့ထက်ရတဲ့ဗျတို့ပေသည့်လက်ဝိတ်များသွားတင်တဲ့အခါဆရာလှုပ်တဲ့လူတွေကပူးထိုးတာကိုဘယ်တော့မှယဉ်သိမ်းမပေးဘူးမတော်ကိုကိုစမ်းညင်တဲ့တပည့်နဲ့တို့ရင်ကိုကိုစမ်းသွားမှာကိုဗျဒီတော့မောင်မူနဲ့မောင်တာနှစ်ယောက်သားတိုက်မဲမထားပဲ ချင်းချင်းကြည့်ပြီးပြုံးလိုက်မိရတာဖြစ်သွားကြတယ်။မောင်တာကတော့အတာခေါင်းခါပြီးမောင်စိုးစီမသွားတော့ပဲကြောင်ဘက်ကိုဆက်လျှောက်သွားတယ်။မောင်မူကတော့မောင်တာနောက်ကလျှောက်လိုက်လာရင်ခေါင်းတညိမ့်ညိမ့်လုံနေ။ဖက်နေတာတခုကခေါင်းဆိုတာကလည်းညိမ့်ရင်ညိမ့်မညိမ့်ရင်ခါပဲကိုဒီနှမျိုးပဲလှုပ်လို့ရတာ။ဒီတော့လေခေါင်းညိမ့်ညိမ့်ခေါင်းခါခါဆိုလိုတဲ့သဘောကတော့ဖြင့်အတူတူနေမှာပါ။ညင်တဲ့ဆရာသားဖြစ်ဖြစ်နည်းနည်းတော့ခြံရမှာပဲ။